စီယုံအုပ်ကြီးရဲ့မျက်ရည်ပြားဆက်ဒမ်မလီကဘောလုံးရီယိုစုကိုတင်ပိုက်နိုင်ခဲ့ပါပြီ BG ရဲ့ချန်ပီယံလိအပောင်ဝင်ဖလားသုံးလုံးအောင်ပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဒမ်မလီအတွက်ထိုက်တန်လုံးနဲ့ဆုလက်ပါပဲဒမ်မလီကပြီးခဲ့တဲ့ရာသီမှာ PSG အတွက်35ဂိုးသွင်းကဂိုးဖန်တီးမှု14ကြိမ်ပြုတ်လုံနိုင်ခဲ့တာပါဒမ်မလီကပြင်းသစ်လီကူဝမ်ဂိုးသင်းပရင်စုပြင်းသစ်လီကူအကောင်းဆုံးကစားသမားစုနဲ့ချန်ပီယံလိအကောင်းဆုံးကစားသမားစုကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်ဘောလုံးရီယိုစုပေးပွဲမှာတိုင်ခင်မှာရမားစုရမယ်ဆိုပြီးသတင်းတွေကြဲကြဲပြဲပြဲထွက်လာပေမဲ့အဆုံးသက်မှာတော့ဒမ်မလီကပဲရရှိခဲ့တာဖြစ်ပါတယ် ဘောလုံးဒီရောစုကိုစင်မြင့်ထက်လက်ခံရအောင်ဒီမှာဒမ်မီလီကမျက်ရည်စီးကျနေခဲ့ပါတယ်။ဒမ်မီလီရဲ့ဘေးမှာသူ့ရဲ့အမေလည်းရှိနေခဲ့တာပါ။ဒမ်မီလီကို PSG ကစားသမားဟောင်းဘရာဇီးကနေဝင်ရော်နယ်ဒင်ဂျိုလက်မှတ်ပါတဲ့ဘောလုံးဒီရောစုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဘောလုံးဒီရောစုစုခုနိုင်လို့ပြောစရာစကားလုံးမရှိအောင်ဖြစ်ရတယ်လို့ဒမ်မီလီကတော့ဝန်ခံခဲ့ပါတယ်။ PSG တင်းဟာဒမ်မီလီအတွက်မိသားစုတစ်ခုလို့ဖြစ်ခဲ့တာပါ။ PSG အသင်းဟုတ်တာခါလီဖိုင်ကသူ့အတွက်ဖားခင်တယောက်လိုပါပဲလို့ဒမ်မီလီကပြောခဲ့ပါတယ်။ ။ PSG ကစားသမားတွေကအောင်ပွဲတူတကွာရယူခဲ့ပြီးအခုရရှိတဲ့ဘောလုံးတီော်စုကလည်းသူတယောက်တည်းစွန့်ရင်ကြောင့်မဟုတ်ပဲ PSG အသင်းပေါ်ရဲ့ပါရမီဖြည့်ပေးလို့ဆိုပြီးအတိမတ်ပြုခဲ့ပါတယ်။ဘောလုံးတီော်စုဆိုတာဒမ်ဘလီအိမ်မက်မက်မက်ပူးတဲ့အရာမျိုးပါ။အချိန်လုံးတရားရနေလို့စေးရုံအုပ်ကြီးဆိုပြီးနာမည်ပြောင်ရထားတဲ့ဒမ်ဘလီအတွက်အခမ်းအနားဆုံးဆုလက်ကတော့ဘောလုံးတီော်စုဖြစ်လာပါပြီ။ဒမ်ဘလီက PSG အသင်းနဲ့တူချန်ပီယံလိပါဝင်ဖလားအောင်ပွဲပြီးဆိုင်ခဲ့ကတူးချင်းထူးချွန်မှုဖြစ်တွင်းကိုတွေဂိုးဖန်နေမှုတွေပြုလုပ်ကသူ့ပါရမီကိုစင်စက်မပြတ်ပြသထားနိုင်ပါတယ်။ ဒမီလီကဘန်စီမာပြီးနောက်27ရာစုအတွင်းဘောလုံးဒီယိုစုကိုဒုတိယမြောက်စုခုရဲ့ပြင်သစ်ကစားသမားအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဘောလုံးဒီယိုစုအတွက်မဲအများဆုံးရတဲ့ကစားသမားဆင်မှာ PG အသင်းကစားသမားတွေအဖြစ်ဖီတညာ၊ဟာကီမီ၊ဒိုနာရမာ၊မန်ဒက်စ်တို့လည်းပါဝင်ခဲ့ကြပါတယ်။ PG အသင်းရဲ့ပထမဆုံးချန်ပီယံလိအောင်ပွဲကကနဝင်ဆန်ခဲ့တယ်လို့ဒမီလီရဲ့ဘောလုံးဒီယိုစုကလည်းမှော်ဆန်လွန်ပါတယ်။စီယုံအုပ်ကြီးရဲ့မျက်ရည်နဲ့ထူးဆစ်ခဲ့ရတဲ့ကြားဆက်ပါပဲ။ I'm nice format ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။ ားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ